ရဟန္တာကိုပြင်မာစော်ကားလို့ငါအဖြစ်အစားခံရရတဲ့ဆိုရဲဂမ်မီယာဆန်နဲ့ဖြစ်ရဲ့ဘယင်းနဲ့ပြည်သူများအပြစ်ဒဏ်ခံရရတဲ့ရာဇဝင်စားရဲ့ထူးခြားဖြစ်စဉ်တွေနဲ့မွန်ပြည်နယ်ကြိုင်မြို့မြို့ကတောင်တင်းအင်ကြီးတောင်တင်းအင်ကြီးကမွန်ပြည်ရဲ့ကြိုင်မြို့မြို့တရက်ကုန်းရွာမှာတည်ရှိပါတယ်။နှစ်စဉ်နဲ့တိုင်းငါးဖန်ပွဲတွေကိုကျင်းပကြပြီးခရင်ဗမာနှစ်ဘာသာမြင့်အင်းလီလန်ဖွံ့ဖွဲကိုကျင်းပပါတယ်။ဒီအင်းမှာထူးခြားချက်ကငါးဖန်သူတွေများပြီးမှရင်းပြင်းချင်းမရှိပါဘူး။တဲဖြစ်စကားများရင်လည်းငါးတက်ကောင်မှမရတဲ့ဘူးလို့ပြောစကားတွေလည်းရှိနေပါတယ်။ ဒါကြောင့်တိုင်းသားချင်းချင်းစီလုံးကြပြီးငါဖွံ့ဖွဲတော်ကိုတနေ့တစ်ခါကျင်းပပါတယ်တနေ့လုံးဖမ်းလို့ငါတို့မျိုးနဲ့ရပြီးရလာတဲ့ငါးတွေကလည်းတဖြည်းဖြည်းသေးတာဘုံကအံ့ဩစရာလည်းကောင်းပါတယ်ဒါပြင်ဖမ်းမိခဲ့တဲ့ငါးတွေရဲ့ဘိုက်ထင်းမှာမိသွေးခဲ့တဲ့ပါတတ်တယ်လို့လည်းဆိုကြပါတယ်အမှန်တော့ဒီရင်ကရဟန္တာကိုစော်ကားလို့အပြစ်ဒဏ်ကြားခံရတဲ့ဘရင်နဲ့တိုင်းသူပြည်သားတွေရဲ့ဝင်ကျွေးဆရာမျိုးလို့ခေါ်ကြပါတယ်ဒီအမှုတော်ကံကြောင့်ပဲတနေ့တစ်ခါငါဖြစ်ပြီးအစားခံရပါတယ်ဒီရာသမီရဲ့အဆိုအရယခုဒေါင်းနေအင်းနေရာမှာအရင်ကတိုင်းပြည်တစ်ခုရှိခဲ့တယ် အဲ့ဒီတိုင်းပြည်မှာစင်နာတို့ကအလုံးကိုင်စင်မပြေရာအကြောင်းယဟန်တဝါရောင်ဆောင်ပြီးဇနီးမယားကိုရှာဖွေကျူးမွေးပါတယ်ဒီယဟန်တို့ကိုတိုင်းသူပြည်သားတွေကကြီးညိုကြပြီးဆွနေတဲ့နောင်ကြပါတယ်ဒီအကြောင်းကိုမင်းကြီးကသိတဲ့အခါအမတ်တို့ကိုဒီယဟန်ရဲ့အကြောင်းစုံစမ်းစေပါတယ်ဒီလိုနဲ့အမတ်ကစုံစမ်းရင်ယဟန်ကအစ်စ်မဟုတ်ပဲရောင်ဆောင်ထားတဲ့ယဟန်တို့မှတီးသွားပါတယ်ဒါပေမဲ့အမတ်ကဖြစ်မှန်ကိုမင်းကြီးကိုရှောင်ရင်ယဟန်တို့နဲ့သူ့ရဲ့မိသားစုပါဒုက္ခရောက်မှာဆိုလို့မှန်ရကိုမလျှောက်တင်မဲ့ယဟန်တို့ကတော်တဲ့မှာပဲပြောက်သွားတယ်လို့မင်းကြီးကိုလျှောက်တင်တယ် ဒီလိုကြောင့်မင်းကြီးကယဟန်တုကိုပစ္စည်းလေးပါးလူရန်ကိုအခြားမှန်တုကိုသွားရှာခိုင်းတဲ့အချိန်မှာအတူမှန်သိသွားပါတယ်။အပြစ်မှန်ကိုမင်းကြီးကိုရှောက်တင်တဲ့အခါမင်းကြီးကယဟန်တုရဲ့မိသားစုကိုတနာလူအပြစ်မပေးပဲနောက်နေ့မှာအဲ့ဒီယဟန်ဆွလန်ခိုင်းဆွနေမလောင်းမနဲ့တပိတ်ထဲကိုဒရေးတွေဝိုင်းထွေးရမယ်လို့မောင်းချင်းနှင်ခတ်စေတယ်။ဒီအကြောင်းကိုယဟန်တုကကြားသာပြီးအဝေးကိုထွက်ပြေးသွားပါတယ်။ဒါပေမဲ့နောက်နေ့မှာတိုင်းပြည်ရဲ့ကိုယဟန်နာတပါတိုက်ဆန်ဆန်ရဲ့ဆွမ်းခံထွက်လာပါတယ်။ တိုင်းသူပြည်သားတွေကလည်းဂျဟန်စစ်မှန်းမသိပဲမင်းကြီးပြောရတဲ့အတိုင်းသပိတ်ထဲကိုစရေတွေဝိုင်းထွေးကြပါတယ်။ဂျဟန်နာနဲ့ဘသူ့ကိုမှအပြစ်မပြောရင်မြို့ပြင်ကိုကြွားသွားပါတယ်။မြို့ပြင်ကိုကြွားရတဲ့လမ်းမှာဘရင်ကိုပန်းဆက်ရတဲ့ဥယျာဉ်မှုဇနီးမောင်နှံကဆွန်းလောင်းကိုလှုပ်တဲ့အခါသပိတ်ထဲမှာဒရေတွေအများကြီးကိုတွေ့ပြီးစိတ်မကောင်းဖြစ်သွားပါတယ်။သူတို့ဇနီးမောင်နှံကတပိတ်ကိုစေကျော်ပေးပြီးရေကိုသွင်းတဲ့နေရာမှာတွင်းငယ်လေးဖြစ်သွားပါလိမ့်။နှစ်ကြိမ်တိုင်တိုင်စေကျော်ပြီးရေကိုသွင်းတဲ့အခါတွင်းငယ်တစ်ခုထပ်ဖြစ်သွားပါလိမ့်။ ဥယျာဉ်မှုတို့ဇနီးမောင်နှံဟာအန်အုံးတို့ကြည့်နေတဲ့အချိန်မှာယဟန်နာကဒီနေရာမှာအန်ရည်ကြီးတစ်ခုမကြောင်ခင်မှာကြောက်ရွံ့မယ်လို့ပြောပြီးခုနှစ်ရက်အတွင်းဘေးရိုရာပြေးဖို့မှာကြပြီးပြန်ကြွသွားပါတယ်ဒီလိုကြောင့်ဥယျာဉ်မှုတို့ဇနီးမောင်နှံဟာဘယင်ကြီးတွေဆောင်းဆောင်ထားခဲ့ပြီးသူတို့ကတော့ဘေးရိုရာကိုထွက်ပြေးသွားတယ်ဘယင်ကြီးတဲ့သူ့ရဲ့အမားကိုတံဝေကားကြပြီးစစ်တပ်နဲ့တကွမြို့ကိုထွက်မယ်တော့မှာယဟန်နာကိုစော်ကားခဲ့တဲ့အာကုတုကံကြောင့်ငလင်လှုပ်ပြီးမြို့သူမြို့သားတွေရောဘယင်ကြီးပါတွင်းနဲ့ကြသွားပါတယ် ဒီတွင်းကနောက်တစ်ချိန်မှာဒေါင်းနေအင်းဖြစ်လာပြီးရဟန္တာကိုစော်ွားခဲ့တဲ့လူတွေအားလုံးငါဖြစ်စားခင်ကအပြစ်ကြီးကိုဆက်ကြရပါတယ်အကြီးဆုံးဖမ်းမိတဲ့ငါကဘယင်းနဲ့သူ့ရဲ့မိသားစုဖြစ်မယ်လို့လည်းယူဆရရှိပါတယ်ဒေါင်းနေအင်းရဲ့ယာဇဝင်ကတော့စိတ်ဝင်စားစရာလည်းကောင်းတန်ဝင်ကရစရာလည်းကောင်းပြီးရမီယာဆန်ဆန်ဖြစ်ရတဲ့နယ်ပြည့်နှက်နေတဲ့အင်းကြီးတစ်ခုဖြစ်ပါကြောင်းရှာဖွေလေ့လာတင်ဆက်ပေးလိုက်ပါတယ်